လူတယောက်နဲ့တယောက်အိပ်ဆက်မှုပုံစံမတူကြပါဘူးရှင်။တချို့ဆိုရင်စားအိပ်တာကတပုံစံ၊ညလေရောက်တော့တပုံစံ၊မနက်မိုးလင်းတော့တပုံစံ ဖြစ်နေတာမျိုးတွေတောင် ရှိကြပါရဲ့နော်။ဒီလိုအိပ်ဆက်တဲ့အခါအိပ်ပျော်စီတဲ့ပုံစံအမျိုးမျိုးနဲ့အိပ်ကြတာမှန်ပေမဲ့အိပ်ဆက်မှုပုံစံမမှန်ရင်တော့ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်ရှင်။ဒီတစ်ခါမှာတော့ကျန်းမာအောင် ပုံစံမှန်မှန်နဲ့ဘယ်လိုအိပ်ရမယ်ဆိုတာကိုပြောပြပေးသွားမယ်နော်။ အိဆက်တာကခန္ဓာကိုယ်ကိုအနာယူတာပါ။ညာအိယာဝင်ချိန်မှာအကြောတွေကိုဖြေလျှော့ပြီးတော့အိဆက်တာကအိရေးဝဝအိပျော်စီပြီးတော့စိတ်ရောကိုယ်ပါတက်ကြလန်းစန်းစာနဲ့နောက်မနက်မှနိုးထနိုင်မှာပါနော်။တညတာကိုအနည်းဆုံးအိချိန်6နာရီရှိအောင်အိဆက်မှပြေဝတဲ့အနာယူမှုရမှာပါနော်။တကယ်လို့ညတိုင်းလိုလို6နာရီမပြည့်ပဲအိဆက်တာကရတတပတ်နှစ်ပတ်လောက်ကြာတဲ့အခါမှာရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာရောပါကျန်းမာရေးကိုထိခိုက်လာနိုင်ပါတယ်ရှင် ်ဒါကြောင့်ခန္ဓာကိုယ်ရောစိတ်ပါအနာယူနိုင်တဲ့အိပ်စက်မှုဖြစ်စေဖို့ဆိုရင်ညစဉ်6နာရီအနည်းဆုံးအိပ်ချိန်ရှိဖို့ဂရုစိုက်သင့်ပါတယ်နော်အိပ်စက်မှုကစိတ်ရောကိုယ်ပါကျန်းမာစေဖို့အထောက်အကူပြုပေးနိုင်ပါတယ်။ပြေးဝတဲ့အိပ်စက်ချိန်ရှိတာကစိတ်ရောကိုယ်ပါကျန်းမာစေတဲ့အတွက်ကိုယ်ခံအားကောင်းစေသလို နာတာရှည်ယောဂဖြစ်မှုကိုလည်းကင်းဝေးစေပါတယ်ရှင်။အနာကျန်းမြန်စေဖို့အသားရည်ကျန်းမာဖို့နဲ့အဝမလွန်စေဖို့ဆိုရင်လည်း ပြေးဝတဲ့အိတ်ချိန်ရှိဖို့လိုအပ်ပါတယ်နော်အိတ်ချိန်ပြေးဝတဲ့သူတွေကအိတ်ရေးဝဝမအိတ်တဲ့သူတွေထက်စိတ်ရောကိုယ်ပါပိုပြီးတော့ကျန်းမာစေပါတယ်ရှင်လူတွေက အိတ်ဆက်တဲ့အခါမှာပလက်အိတ်ကြတာရှိသလိုမောက်ရအိတ်တာဘေးဆောင်အိတ်တာမျိုးနဲ့ပုံစံအမျိုးမျိုးနဲ့အိတ်တက်ကြပါတယ် အိမ်ဆောက်မှုပုံစံတစ်ခုချင်းစီအလိုက်ကျန်းမာရေးအပေါ်အကောင်းကျိုးတွေတည်ရောက်မှုရှိသလိုဆိုးကျိုးတွေတည်ရောက်တာလည်းရှိပါတယ်ရှင်။ဒီတော့ကျန်းမာပုံစံမှန်မှန်နဲ့ဘလို့အိပ်ရမယ်ဆိုတာကိုဆက်ပြီးအတူတူကြည့်လိုက်ကြအောင်နော်။ပလတ်အိတ်တဲ့အခါကြောရိုးရဲ့အနေအထားကိုမှန်စေပြီးတော့ကိုယ်အလေးချိန်ရဲ့တက်ရောက်မှုကိုလည်းတကူလုံးမှာညီညီမျှမျှနဲ့ဖြစ်စေပါတယ်။ဇက်နဲ့ကြောနာတာတွေကိုလည်းတတ်တာစေပါတယ်။နှာခေါင်းပိတ်တဲ့အခါခေါင်းအုံးမြင့်မြင့်လေးနဲ့ပလတ်အိတ်ပြလို့ရှိရင်လည်းတတ်တာစေပါတယ်။ ပလတ်အိတ်တဲ့အတွက်မျက်နာနဲ့ကောင်းအောင်မထီလို့အရေးအကြောင်းတွေမဖြစ်အောင်လည်းကာကွယ်ပေးပါရဲ့နော်။အမျိုးသမီးတွေအတွက်လည်းတင့်တော်တဲ့အိပ်စက်မှုပုံစံပါရှင်။အကြောင်းကတော့ပလက်အိတ်တဲ့အမျိုးသမီးလေးတွေကရင်သားတင်းရင်းပြီးတော့ရင်သားရော့တွဲတာမျိုးလည်းမဖြစ်စေပါဘူးเนาะပလက်အိတ်ဖို့မတင့်တော်တဲ့သူတွေကတော့ကိုဝင်ဆောင်တွေဟောက်တတ်သူတွေခါးနာသူတွေရင်ပူတတ်သူတွေအဝါလွန်တဲ့သူတွေနဲ့ အသက်ကြီးရွယ်ဦးတွေကတော့ပလတ်အိတ်တာမျိုးမလုပ်ဘဲအခြားပုံစံနဲ့ပြောင်းအိတ်တင်နေနော်ဘေးဆောင်အိတ်တာကလူတော်တော်များများအိတ်များတဲ့အိတ်ဆက်မှုပုံစံမှာဘေးဆောင်အိတ်တာကအိတ်မတက်လို့ရှိရင်လက်မောင်းနဲ့ခြေထောက်တွေကိုဝင်ပြီးပြီးတော့နာကျင်စေနိုင်ပါတယ်။ခေါင်းအုံးနဲ့မျက်နှာနဲ့ဖိထားတာကြောင့်အရေးအကြောင်းကိုလည်းဖြစ်လွယ်စေပါတယ်။ဒါအပြင်ဒီလိုအခြေအနေတွေရှိရင်တော့ဘေးဆောင်အိတ်တာကပို့ပြီးတော့တင့်တော်ပါတယ်နော်။ကိုဝင်ဆောင်နဲ့ခလင်းလေးစီကို သွေးကောင်းကောင်းရောက်ဖို့ဆိုရင်ဘယ်ဘက်ဆောင်အိတ်တင်ပါလဲရင်ပူတဲ့သူတွေခါနာတဲ့သူတွေဆိုရင်တော့ဒူးကြမှာစောင်းဒါမှမဟုတ်ခေါင်းအုံထားပြီးတော့ဘယ်ဘက်ဆောင်အိတ်တင်ပါလဲဟောက်တဲ့သူတွေအိတ်နေနဲ့အသက်ရှူရတဲ့သူတွေအသက်ကြီးရွယ်အိုတဲ့သူတွေလည်းဘေးဆောင်မဲ့အိတ်တင်ပါလဲနော်မောင်လေးရဲ့အိတ်တာကအိတ်ပျော်စီတာမှန်ပေမဲ့ကျမ်းမာရေးအတွက်တော့မကောင်းပါဘူးရှင်လန်ဘင်းနဲ့စက်ကြောနာကျင်စီသလိုကြောရိုးကိုလည်းထိခိုက်စေနိုင်ပါတယ် အရေးအကြောင်းတွေဖြစ်လွယ်ပြီးတော့ရင်သားနာကျင်တာတွေကိုလည်းဖြစ်နိုင်ပါတယ်။ဘိုက်ကိုဖိထားတယ်လို့ဖြစ်တာကြောင့်ဘိုက်အောက်တာမျိုးတွေလည်းဖြစ်တတ်ပါသေးတယ်။ဟောက်တာကိုတက်တာရာမှန်ပေမဲ့နံရိုးတွေကိုဖိထားရတာကြောင့်အားဆိုင်အသက်ရှူရပြီးတော့အိတ်ရေးဝဝအိတ်မပြောတာမျိုးတွေလည်းဖြစ်တတ်ပါတယ်။မောင်လျက်အိတ်တာကခဏလောက်အိတ်တာဆိုရင်တော့အကြောပြေစေတာမှန်ပေမဲ့တညလုံးမောင်လျက်အိတ်မယ်ဆိုလို့ရှိရင်တော့ဈမကြီးကို ထိခိုက်စေနိုင်ပါတယ်ရှင်။ အခုကျမပြောပြပေးသွားတယ်။ကျမဘလို့ပုံစံမမှန်နဲ့အိပ်ရမလဲဆိုတာလေးကို သိရှိသွားပြီလို့မျှော်လင့်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။အားလုံးနေကောင်းကျမ်းမာကြပါစေရှင်။